မျိုးတွေကောင်းတော့နည်းနည်းခင်ပါဗျဒီနေ့က27ရက်ဆယ်လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျမင်္ဂလာရှိတော်နေ့ရက်ဒီတနည်းအားဖြင့်မင်္ဂလာရှိတဲ့နေ့ရက်ဒီတိုင်းဖြစ်နေတယ်ဆိုရင်လည်းမမားပါဘူးဗျဦးဇင်းတို့မြန်မာနိုင်ငံကြီးဟာအဖြစ်ဖြစ်နေလဲ ပို့ပြီးပို့ပြီးมาပဲမြန်မာနိုင်ငံကြီးဟာမင်္ဂလာရှိလာมาဖြစ်ပါရဲ့ဖွံ့ဖြိုးမှုတွေရှိလာมาဖြစ်တယ်လို့ဒါငြိမ်းချမ်းမှုတွေရဲ့အတီးအပွင့်နေလဲเนาะပိုဝေစားစားအတီးတွေလဲတီးလာမယ်ပွင့်လာမယ်ဖြစ်ပါလိမ့်ဗျာเนาะဘာကြောင့်ဒီလိုပေါ့ကိုတော့တက်ပြောနိုင်ရတာလဲဆိုလို့ရှိရင်အကျန်းဖက်တီးရဲ့နောက်ဆုံးညီကောင်ဟာပြည်သူတွေရဲ့ချိန်စာတွေ ပြည်သူတွေရဲ့မေတ္တာတရားတွေကိုစုရလို့ပဲပြောရမယ်လို့ပဲသုံးတတ်မှာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်အစဒီသူတို့ပြောတဲ့နွေယူဒေါ်လာကြီးပေါ့နော်။နွေယူဒေါ်နွေနွေယူဒေါ်လာကြီးလားနွေဦးဒေါ်လာကြီးလားတော့မသိဘူးပေါ့။ပြည်သူတွေကိုသူတို့တွေစီးအောင်တာအောင်မြင်ခဲ့တယ်လို့ပဲပြောရမှာပြည်သူတွေကိုစီးအောင်တာအောင်မြင်ခဲ့တယ်။ပြည်သူတွေစီကသူတို့တွေခွက်ခေါက်ခဲ့တာလဲတော်တော်များများအဆင်ပြေခဲ့တယ်။ဘဝတော်တချို့ဆိုရင်ထောက်ပို့တွေဆိုရင် ဘဝကြီးပြောင်းလဲသွားတယ်တချို့ PDF တွေဆိုလို့ရှိရင်လည်းတော်တော်ကြီးပြောင်းလဲသွားတယ်သူကဘယ်လောက်ထိပြောင်းလဲလဲဆိုရင်ဟောမိမတောင်းလာတော့မှရွှေငါးဘိတ်တာနဲ့တင်တောင်းတဲ့အနေထားတစ်ခုထိဖြစ်သွားတယ်ဗျာနော်အရွှေငါးဘိတ်တာနဲ့တင်တောင်းတဲ့ဆိုတဲ့ကောင်တွေကလည်းတစ်ချိန်ကကြီးလာအောင်ဘာရက်ွက်ထဲမှာရွာထဲမှာဘာအချိန်မြင့်မှမရှိကလေးကချေဘသူမှလူပြမတွင်းတဲ့ကောင်တွေ ဒီတို့ဒေါ်လာရေးကောင်းတာပတ်ခါပါတို့ပါပါတို့တော်တော်မမမို့ PDF တို့ CIPH ရေအယူတော်တော်မမလက်အောက်ခံနေအဖွဲ့အစည်းတော်တော်မမကောင်းဆောင်တွေကိုကြည့်လိုက်ပါတကယ်ကိုအခြေမြင့်မရှိတဲ့ကလေးကချေအောင်ကြားငယ်ပေါ့ဘာလောက်ကင်မှ မရှိတဲ့လူရအတွင်းမခံရတဲ့ရက်ကိုထဲမှာနေရတူတွေကဘူတူတို့ကတော့ ING လက်အောက်ခံပေါ့ PDF တွေရောပတ်ခါပါတွေရောပါပါတွေရောစုံနေရပဲအဖွဲ့ပဲသူတို့တွေကကောင်းဆောင်နေဖြစ်လို့ကောင်းဆောင်နေဖြစ်ပြီးမှတကယ်ဆရာဆရာကြီးတွေပေါ့ဗျာပြူတွေပေါ့ကိုတို့ပြူတွေပေါ့တရားအနိုင်ကျင့်တဲ့ အနေထားတခုဒါတွေကိုလည်းပြည်သူအများစုကတဘောပေါက်နားလဲလာကြပြီတိလာကြပြီဒီပဲပဲเนาะနည်းနည်းတော့ပြည်သူတွေအနေနဲ့အကြည့်တော့နည်းနည်းနောက်ကျတာပေါ့ဗျာဒါလည်းဘယ်လိုပဲပြောပြောဘယ်လိုပဲနောက်ကျအတီတရားဝင်လာတဲ့ဆိုရင်ကိုဒါမစိုးပြောရမှာပါပဲเนาะအတီတရားနောက်မကြဘူးအတီတရားလည်းအခုထိမတီသေးဘူးဆိုရင်တော့ခံကြပေါ့ပဲပြောရမှာပဲเนาะအဲ့တော့ဘာပြောပြောထိုင်းနိုင်ငံမှာဆိုရင်လည်းကြည်သူတို့ထောက်ဖို့အချင်းချင်းနေသူတို့အဖွဲ့အချင်းချင်းနေ ဒါခွက်ခေါက်ထားတွေရောဟိုဟာတွေရောဟုတ်လားဟောင်စီလို့ဆိုရင်ကြည့်ဟောင်စီလို့ဆိုရင်ခမတော့ဟောင်စီကိုတဲ့ဒီမြန်မာနိုင်ငံမဖမ်းဘူးလားမတော့ဟောင်စီကမြန်မာနိုင်ငံလည်းဖမ်းเสียရမလို့တလို့ဘသူကမှလည်းဟောင်စီကသူတို့ချင်းချင်းရိုက်တက်လို့သေးမှာနော်သူတို့ချင်းချင်းလောက်ကြံလို့သေးမယ်သူချင်းချင်းရိုက်တက်လို့သေးပဲအဲ့ဒါကမယုံရင်ဒါကမယုံရင်ကြည်ထားပါဗျာနော်မယုံရင်ကြည်ထားနော်ဟောင်စီကနောက်ဆုံးသူ့ရဲ့ဘဝหนีကိုသူ့ရဲ့ဘဝဘလို့หนีကိုချုံမလဲသူဘလို့ ဇတိန်ဓာဇတိန်ထွားမလဲဆိုတာကိုဒါဥစဉ်တေချာပြောရဲတယ်ပဲတေချာပြောတယ်နော်အခုလဲဟောင်စီကအိတ်ကောင်းညမေရအောင်နေကောင်းညမနေရအောင်နော်လူတို့ချင်းချင်းနေတာလာလိုက်မယ်မကြခင်နော်မကြခင်လာလိုက်မယ်သူထိုင်းနိုင်ငံကဘန်ကောက်မှာဖန်ခံရတယ်ကြီးလိုက်လူပေါင်း၁၀၀ကျော်ကဒါလူတို့ပျောကားတွေမกินဘူးခုရဲမင်းတို့ပျောကားတွေမกินဘူးဒါလိုအပ်တဲ့ပတ်စံကိုလူတို့တွေတယောက်ကို80တရာတောင်းတယ်မြန်မာနိုင်ငံကစသွားတယ်ပဲ80တရာဘယ်တော့စပေးနိုင်မလဲ ရှစ်ဆက်တရားမပေးနိုင်တော့သူတို့တွေကတခါတည်းဗန်ကောက်မျိုးတွေရောက်တဲ့အခါမှာသူတို့လက်တို့လိုက်ပုံကြပါတယ်ဖမ်းခံလိုက်ရတဲ့ဒီလူတွေကဘယ်လဲအနေလာလဲဘယ်လဲအနေသွားရလဲဒီတရားကျော်ကြီးကဘယ်နာမှာနေရလဲခမရတို့စဉ်းစားကြည့်ပေါ့ဗျာနော်စဉ်းစားကြည့်ပေါ့ဒါလေးကိုလေဒါပြည်သူများတည်အောင်ဗန်ကောက်မှာရှိတဲ့အလုံးနော်ဗန်ကောက်လူသူမတွေတည်အောင်သူတို့တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရင်ပေးနိုင်မပေးနိုင်ရင်တော့ဒီလိုပဲရဲဖန်ခိုင်းမှာပဲနော်လက်တို့မှာပဲနော်ဘယ်လိုပဲဖြစ်ဖြစ်လက်တို့မှာပဲ ။အရဲမင်းကထိုင်းနိုင်ငံအလို့ရှိနေတဲ့သူတယောက်လေ။ဘာဖြစ်လို့ဖုံးတလုံးနဲ့လွတ်လွတ်လပ်ရတယ်။အများကြီးပဲ။ထိုင်းနိုင်ငံတချို့ရဲတွေကလည်းမြန်မာနိုင်ငံတောင်ဆိုးရရပဲဗျာ။နော်ရဲများသူကလည်းဟုတ်လား။ခင်ဗျားတို့ဒီကော်တောက်နိုင်ဟိုဘက်ကိုကူလိုက်ကူလို့ရှိလို့ရှိဟိုဘက်ကဖခင်ပတ်စံနဲ့ယူရတာပဲ။ငကိုကလေးကဒါတွေကနော်။ငကိုကလေးကငကိုကလေးကဒါလေးကိုလည်းထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဒါအသိကိုလိုအပ်တယ်နော်။နောက်ပြီးတော့ဒီချက်ကတို့တို့ကခင်ဗျဆင်းရင်းနေရှိပြီးတာရလား။ ဆင်းနေရှိပြီလားဘသူကဘယ်လောက်ထောက်ပံ့နေဘသူကဘယ်လောက်ထောက်ပံ့နေဘသူကဘယ်လောက်လှူလဲဆိုတဲ့ဆင်းလေးတွေလည်းလှုပ်ထားပြီလားအဲ့ဒါအဲ့ဆင်းလေးတွေကဘာကြောင့်လှုပ်ထားလဲဆိုလို့ရှိရင်သူတို့တွေကဆင်းရဲ့အတ္တိယာတိကျင်လို့ဆင်းရဲ့အတ္တိကြပြကျင်လို့လှုပ်ထားမဟုတ်ဘူးနော်ခင်ဗျားတို့နောက်တစ်ခါလာသိပုံမှန်လူခိုင်းလို့မလူဘူးဆိုလို့ရှိရင်အဲ့ဆင်းနေတဲ့အတွက်လိုင်းပေါ်မှာချပြပါအဲ့လိုလိုင်းပေါ်ရှင်မြန်မာနိုင်ငံအစိုးရအတိမတိလို့ရှိရင်အဲ့ဒါတွေအကြမ်းဖက်ဆင်းနေတဲ့ထောက်ပို့ဆင်းနေတဲ့အကုန်လုံးမှတ်လိုက်မယ်အခုတဖြည်းဖြည်းနဲ့လာလိုက်မယ်နော် ထောက်ဖို့တွေကျန်းဖက်တွေရထောက်ပံ့မှုတွေမြန်မာနိုင်ငံတဖြည်းဖြည်းနဲ့နိုင်ငံတိုင်းကပူးပေါင်းပြီးမှလာလိုက်မယ်နော်လာလိုက်မယ်အဲ့တော့ဘာလို့လဲငစီတို့မြန်မာနိုင်ငံကိုအဲ့မြန်မာနိုင်ငံမှာထမင်းကုန်တယ်လေဗျာနော်ငစီတို့ဒါတော်တော်များများတော်တော်များများရှိပါတယ်ထောက်ဖို့စည်ရင်းတွေကဦးစင်းတို့လည်းဖတ်ခဲ့ရည်နော်စည်ရင်းတွေတီးခဲ့ရည်အဘလို့လူတို့ချင်းချင်းဘလို့ညီကုန်းချုံမလဲဘလို့လုံမလဲဆိုတော့ဥစဉ်တို့ကစောင့်ကြည့်ရပဲပွဲကြည့်ပိတ်တဲ့အနေထားတစ်ခုပါပဲเนาะဒါဟောင်စီတို့ရဲ့ခိုးမှုတွေအခုဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပေါ်လာပြီး ။အောင်စီတို့ရဲ့မတရားမှုတွေအောင်စီတို့ရဲ့ဟုတ်လားတော်လိုင်းဗန်ဗရငဇွဲတို့ကိုယ်တိုင်ပြောလာရေငဇွဲတို့ကိုယ်တိုင်ပြောလာအကုန်လုံးဟုတ်လားချင်းချင်းဟိုငဇွဲတို့ကလည်းဟိုမှာတိုက်မဲ့ဘာညာတော့ဖြစ်လိုက်လို့ရှင်ဘလို့ချမဲ့ညာလို့ချမဲ့ဆိုရင်မှဟောတကယ်လဲဟိုမှာချစ်ခင်ဗျဟောသူတို့လေးကိုကြော်လာဘာကြော်လာနေရာရဲလေးလိုက်တော့ခါလေးကိုမဲဆောက်ရောက်တော်သွားပါပဲဟိုဘက်ကရောက်တော့ငယ်ငယ်ရဲငယ်ရဲငယ်ရဲမင်းလဲဒီတိုင်မဲ့ရဲမင်းရဲလဲလေးပဲတကယ်တနေ့လောက်တစ်ချက်မဖောက်လိုက်ဘူးတခါတန့်ပြည်တာလစ်တာပဲနော် နောက်ကြတဲ့ခြေတော်တစ္ဆာပေါင်းငါတော့ပြည့်ပြီကွာဆိုပြီးမှဒလူလေးရများတာပဲအကုန်လုံးဟုတ်လားဒါတော်လိုင်းရေးလာတော်လိုင်းရေးမဟုတ်ဘူးเนาะတော်လိုင်းရေးကိုဟန်ပြပဲယူနီဖောင်းကိုပြီးမှဟန်ပြလှုပ်စားနေတကယ်တိုက်တဲ့ PDF တွေရောတကယ်သေးရတာပေါ့ဗျတကယ်ချတဲ့ PDF တွေရောတကယ်သေးရတာပေါ့အုံနောက်မရှိတဲ့ PDF တွေခံဖို့အုံနောက်ရှိတဲ့လူတွေရောဆန်ဖို့ဒါပဲရှိတာเนาะဒါပဲရှိရဒါပဲရှိရဒါလည်းဟဲ့တော်တော်များများတိ့ကိုလိုတယ်เนาะ PDF ညီလေးတွေ PDF တွေအကုန်လုံးတိ့တိ့ကိုလိုတယ် တကယ်ပြောင်းလဲသွားတကယ်ပြောင်းလဲသွားတာကဘဝကြီးကိုပြောင်းလဲသွားတာက PDF မဟုတ်ဘူးထောက်ဖို့တွေပြောင်းလဲသွားတယ် PDF တချို့ခေါင်းဆောင်တွေပြောင်းလဲသွားတယ်ရမင်းတို့အုပ်စုတွေပြောင်းလဲသွားတယ်ငစွဲတို့အုပ်စုတွေပြောင်းလဲသွားတယ်တော်တော်များများတော်တော်များများပြောင်းလဲသွားတော်လိုင်းအကြောင်းပြောပြီးမှရဖြစ်ပြောင်းဆောင်ပြီးမှတော်လိုင်းကြီးကလည်းအလက်ကြထွက်သွားတယ်ဒါပါပဲအဓိကတော့เนาะအဲ့တော့မြန်မာနိုင်ငံကြီးရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုကိုလိုလားတဲ့ဆိုရင်တော့ မ္မနိုင်ငံမှာချုပ်ပြည်သူချိုးပြည်သူတွေရှိကြပါတယ်အတ္တိတရားတော်မှမှရှိလာကြတယ်ပို့ပြီးမှအတ္တိတရားတွေရှိလာကြပါငြိမ်းချမ်းရေးအပွင့်တွေငြိမ်းချမ်းရေးအသီးတွေစားကျင်တယ်အေးရရနေကျင်တယ်ဆိုရင်တော့နော်အတ္တိတရားတွေမှမှရှိကြပါကိုယ်ပတ်ဝန်းကျင်မှာငြိမ်းချမ်းရေးအသီးတွေငြိမ်းချမ်းရေးပန်းတွေကိုလက်ဆင့်ကမ်းကြပါလို့ဦးဇင်းကတော့ပြောချင်ပါတယ်အားလုံးတာပါပဲဗျာပါတယ်ဗျာဦးဇင်းအခုဆိုလို့ရှိရင်ချန်ပီယံနယ်မြောက်ပိုင်းဒီဘောမျိုးခင်းမင်းစွာ တလဲထားကြိုးစားပါကြီးတဲ့နော်ဒါပြောရတော့ဒီဘောမျိုးဟိုရောက်နေပေါ့နော်ဒါပြောရရင်ဘလောင်တွေဘလောင်တွေရေးခဲ့တယ်ဒီဘောပေါ့နော်ဘလောင်တွေကနေမှဘာကြီးရရစာလေးဘလောင်နဲ့အောက်မှာပမာသာရေးထားတယ်ကနော်ဒီလိုနေရာတွေမှာဘောလုံးကတော့ထဲထားတယ်ထားတဲ့ဟာလေးပေါ့เนาะဒီလိုပလောင်တွေကနေမှဒါအကုန်လုံးဒီစိတ်တွေပါလေအကုန်လုံးဒီကောင်းနေ တို့ကလို့ဒီတော်တော်များများတော်တော်များများနေရာတွေကိုတို့ပါလို့တော့လဲဆိုလို့ပြည့်ရချို့နေရာတွေကိုတို့ကဒီရောမျိုးကတော့အမှန်တော့ချမ်းပြေချမ်းပြေတယ်ဆိုတော့ချမ်းနေအများဆုံးနေရနေရာဒါကိုပလောင်နေတော်တော်ရွာတွေမှာဆိုလဲတို့ပလောင်သားတွေနဲ့ရွာတွေဆိုလဲတော်တော်များများရွာတွေဖြတ်ပြီးပလောင်ဆိုင်ပုတ်တွေပုံစံမျိုးတွေနဲ့လောက်သွားတာပေါ့ဗျာနော်ပလောင်နေအဲ့တော့ပလောင်နေကဘလောက်လူပေါင်းရတယ်လဲဘလောက်ရုပ်မာတယ်လဲဆိုတော့ဒါတိအောင်ဦးနေကတော့ကြာကြီးဖြစ်ပါလေနော် တော်တော်များများနေရာတွေမှာဒါအခုဆိုလို့ရှင်ဦးသွင်းတော့ဒီဘောမျိုးလာပြီးမှကဦးကျော်စိုးလိုက်ပေါ်ရင်လာကြည့်တက်မလို့เนาะတက်မလို့ဓာတ်ကြီးလည်းအားရှိအောင်လာရောက်ပြီးမှထောက်ပံ့ဒူကန်ကြီးလည်းဖြစ်တယ်เนาะအဲဒီကားကူလာတော့ခေါင်းနဲ့တာတိများဒူကန်နဲ့အရာနဲ့လာပြီးမှထောက်ပံ့ခြင်းဖြစ်ပါလိမ့်မယ်เนาะဒါလေးပြောကြရအောင်ပါဗျာဆက်ဦးသွင်းတော့ဒူတဲ့ဟိုပဲဆက်သွားမှာဖြစ်ပါလိမ့်အားလုံးပါပါဗျာအမျိုးတွေအားလုံးဒါကတော့ ဓမ္မယုံဖြစ်တယ်ဗျာဒီဘောဒါရက်စခန်းရဲ့ဓမ္မယုံမှာသူတို့တွေဦးဇင်းတို့ဖွဲ့စခန်းတွေကိုဒါသူတို့စီရေးအရာမိရှို့ရတာဆိုတာကိုဒါဦးဇင်းတို့အပြစ်ပြောလို့မရထပါလက်ခံပေးလို့ရပေမဲ့ဒီလိုဦးဇင်းတို့သူတို့လက်တာဗုဒ္ဓဘာသာတွေဗျာဘယ်လောက်နေလဲနော် DNA ဒါဘယ်လောက်နေကောင်းနေဘယ်လောက်ယုံမာတယ်လဲဆိုတော့ပြတာဒီဓမ္မယုံတောင်မှဖះပါမကြံအကုန်လုံးမိရှို့ရတာဗျာနော်ဒီကောင်တို့ရဲ့အကုတို့ကတော့နော် ဇက်တိုက်လူတို့ဂျိုဆိုးကတော့ဝင်ပါပါရောနော်တာမယွန်ရှိတဲ့ဖရာရောပါရောအကောလုံးကဒါမိရှိုးသွားတာအခုထိမိကိုကတော့ဒါဒီနေ့ဆိုလို့ရှိရင်19ရက်နေပဲဒါ19ရက်ဆက်လာ2025ဒါဒီခုထိမိကိုတွေဒါထောင်တာတော့မဲ့နော်ဒါမိုင်းကတော့ဒီနေရာရဲ့တိတ်မရှင်းရသေးဘူးဗျဒါမိုင်းတိတ်မရှင်းရသေးဘူးဒါသောစခန်းလုံးကတော့ဒါရစရာမရှိဘူးဗျာ။တော့ဆုံးရှုံးမှုတွေကတော့အများကြီးပဲဗျာစခန်းတွေရော။ဟိုဘက်ဒီမှာဆိုလည်းအများကြီးပဲဒီကောင်းနေစခန်းတွေတကယ့် ဆေးရုံတွေစခန်းတွေတော်တော်များများကိုဒီကောင်တွေလောက်သွားတာကြီးရဘလို့မကိုဒီကောင်တွေဟာဟာတိုင်းနာလက်နဲ့ကြိုင်အချမ်းဖက်တွေထဲမှာဒီရသူတို့ကိုဘလို့နီးနေမှာခွလပဲလို့မရတဲ့အထက်မှာဒါပလောင်ဟာရှေ့ဆုံးကပလောင်ဟာဘယ်နည်းနဲ့မှဒါကတူတို့ခွလပဲလို့မရဘူးပေါ့ဗျာเนาะမကြည့်အလုံးကြည့်ပါဗျာเนาะဒါအကုန်လုံးဒီကောင်ဒီမိရှိုးသွားတာဗျာเนาะ မိရှို့သွားတာဒါအခုဆိုရင်သူတို့တွေကနမတူတို့နတ်ဆန်တို့အဲ့တော့ဘယ်ထိပြေးနိုင်မလဲဘယ်ထိတွားနိုင်မလဲဆိုလို့ပဲမိကွန်းထောက်ရမယ့်ပုံစံဖြစ်နေပါလေဗျာနော်မိကွန်းထောက်မဲ့ပုံစံဖြစ်နေအများကြီးပဲဗျာဒီမှာကြီးစမ်းဟိုရုံးမှုတစ်စခန်းလုံးဘာမှဒါရစရာမရှိဘူးပေါ့တော်တော်ကြီးကိုဒါဆိုးရတယ်ဗျာနော်တစ်စခန်းလုံးဒါအကုန်လုံးဒီမှာအားလုံးဒါမြင်တဲ့အတိုင်းပါပဲဒီဘောရစခန်းစီမှာဒါအကုန်လုံး စနေတကြတကယ်ကိုယူအချက်ရှိရှိတာမိရှုသွားကြီးဖြစ်ပါတယ်ဗျာနော်အဲ့တော့ဘလောင်နေရဲ့နာဘလောင်အများစုကိုတရာခိုင်နှုန်းမှာ90ရာခိုင်နှုန်းကအချမ်းဖက်တည်ပဲဗျာ90ရာခိုင်နှုန်းကအချမ်းဖက်တည်ပဲနော်အဲ့တော့ဘလောင်ဆိုတာကတော့ဒီဘလောင်ဆိုတာတာဘုံကျော်ဆိုတာကတော့ဒါကျေးဇူးတရားကိုနားလဲတဲ့အထက်မှာတာဘုံကျော်ကမပါဘူးဗျာနော်အဲ့ဘလောင်နဲ့မှာဆိုတာဘုံကျော်ကဥဆောင်နဲ့ခေါင်းဆောင်နဲ့ဒါတို့ရဲ့ဟိုအပေါ့ဗျာနော်အဲ့တာဘုံကျော်က ဒါရှမ်းပြည်နယ်မှာဆိုလို့ရှိရင်သူဟွေဒါတီဘောမှာဆိုရင်ရှမ်းနေရအများဆုံးပဲအဲ့တော့ရှမ်းပြည်နယ်မှာရှိတဲ့ရှမ်းတိုင်းရင်းသားတွေရောရှမ်းလက်နက်ကိုင်တွေရောအားလုံးခင်ဗျားတို့ဘလောင်ခွလွတ်တယ်လားခွမလွတ်တယ်မူလားဆိုတာတော့ခင်ဗျားတို့ဟာလည်းတူပဲစဉ်းစားပါဗျာနော်ဦးဇင်းတို့အမြင်ကတော့ဘုန်းကြီးတော်အနေနဲ့ပြောရင်တော့ဘလောင်ဟာခွလွတ်တဲ့အထက်မှာဘလောင်ဟာငြိမ်းချမ်းရေးစကားပြောလို့ပြောတဲ့အထက်မှာဒီတင်းလေဘလောင်ဟာလုံးဝလုံးဝ မပါဘူးဆိုတာကိုဒါပြည်သူအားလုံးရောနိုင်ငံတော်အကြီးအကဲများအားလုံးရောဒါတီးရင်လည်းတီးလက်တီးလောက်ပါတယ်ဗျာနော်တလောင်ကြီးရဲဆရာဒီသူတို့တွားတဲ့နေရာတိုင်းနေရာတိုင်းမှာတို့တွေဟာတွေပဲအကုန်လုံးမီးရှို့ရတာဆောစောဥစဉ်ပြခဲ့တဲ့ဓမ္မယုံတွေဆိုလဲဒါတော်တော်ကြီးကိုစိုးရတယ်ဗျာနော်ဒါလေးပြောပြချင်လို့ပါဗျာနော်အားလုံးတော်ပါပဲဗျာ